trai này con mà đến mời để rau lên con nhưng mà là mà chứ nó ở Việt Nam xít tà mù bà Myanmar này à phụi con bị nó lúc bà mẹ à, phụ bay xa là à, à, dễ dễ ngăn à cái chu ra bà nó xe nít nào xe nít nào cho nó đủ phong lại mẹ phong lại mẹ đó clean nhau cả nhà mai ở quần này ။တယောက်ကတော့ maintain နဲ့တည်းဌာနကမောင်နိုင်လင်းထွန်းနောက်တယောက်က kitchen ဌာနကမောင်ထက်မောင်မောင်ပေါ့။သူတို့နှစ်ယောက်လုံးက26နှစ်အရွယ်အတူတူတွေပဲအသက်ကတော့လေ။အဲ့ဒီမှာသူတို့ကငလင်းမှလုတ်ခင်မှာကဒီ dining အဝင်ဝနေရာလေးမှာ Jason Bowl လေးမှာသူတို့အလုပ်လုပ်နေတာပေါ့။အဲ့ဒီမတိုင်ခင်မှာညီမနဲ့ဖုန်းဆက်သွယ်ရတယ်။အဲ့တော့တအားတို့ဘယ်မှာလဲ။တအားတို့ဒီထဲမှာပဲရှိတယ်။ဒါပြီးရင်တအားတို့ထွက်လာခဲ့မယ်။ခမင်းစားလည်းပြန်လာမယ်ဆိုပြီးတော့မှသူတို့ပြောထားတာပေါ့နော်။အဲ့ဒါမှသူတို့နဲ့ဖုန်းပြောပြီး9မိနစ်လောက်နေမှာငလင်းလှုပ်ချသွားတယ်။ညီမလည်းအခန်းလေးရဲ့အပြည့်အထွက်အပြင်ဘက်လည်းအရောက် 5မိနစ်အတွင်းမှာပဲဒီဘက်ကိုလှည့်ကြည့်တဲ့ခါမှာဒီအစာအုပ်ကအကုန်လုံးဘာမှမမြင်ရတော့ဘဲနဲ့ဖုန်နေနဲ့အကုန်လုံးတက်ပြီးတော့ပြိုကျသွားပြီအဲ့ဒီအချိန်မှာညီမခလေးနှစ်ယောက်ကဒီထဲမှာရှိရဲဆိုအတိနဲ့ညီမချက်ချင်းပြေးလာပြီးတော့ကြည့်လိုက်တဲ့အခါမှာဒီ second floor ပဲကျန်တော့တယ် first floor နဲ့ ground floor အောက်ကိုရောက်သွားတယ်ညီမကျွန်တော်တို့အဖွဲရှိတဲ့ဝန်ထမ်းအင်အားလေးတွေအထက်ထဲဝင်ဖို့စူးစမ်းတယ်ငလင်ထက်လုပ်တယ်ပြန်ထွက်တယ်ပြန်စူးစမ်းတယ်ပြန်ထွက်တယ်ငလင်တောက်လျှောက်လှုပ်နေတာဖြစ်တဲ့အတွက်အဲ့ဒါနဲ့ညီမဝန်ထမ်းခလေးနှစ်ယောက်ကိုအပြင်ထွက်ပြီးတော့ပုပ်ပတိတိမျိုးနဲ့မိသက်ဌာနကိုသွားပြီးအကူအညီသွားတောင်းတယ် တော်တော်နဲ့ခါပထမတစ်ဖွဲ့ရောက်လာတယ်အဲ့လိုပဲသူတို့အကုန်ကြည့်ပြီးတော့မှဝင်းမိုးစူးစားတယ်ပြန်ထွက်တယ်ငလင်းလှုပ်တယ်ပြန်စူးစားတယ်ပေါ့နော်အဲ့လိုပဲသူတို့နောက်တစ်ဖွဲ့ဆောင်တယ်နောက်တစ်ဖွဲ့ကလည်းရောက်လာပြီးနှစ်ပုပ်ပတိတိညွန့်နေရပဲမိသားကနှစ်ဖွဲ့ပေါင်းပြီးစူးစားပြီးတော့သူတို့ဒီအပေါ်အလှော်တွေမှာပေါ့ဝင်းလို့ရသမျှအလှော်တွေအကုန်လုံးကိုကျွန်တော်တို့ဝင်းနှင်းအင်အားနဲ့ကိုရွာသားတွေနဲ့ကိုအကုန်ပူပေါင်းပြီးတော့မှနေရာလွတ်မချက်ကျွန်မအကုန်ရှာပေးတယ်ညနေပိုင်းလေအဲ့ဒီအချိန်ကြီးဘာတုံ့ပြန်မှုမှဘာတစ်ခုမှညီမမကြားခဲ့ရမရခဲ့တဲ့အတွက်က ဘလို့မှသူတို့မရဘူးပေါ့နော်အဲ့ဒါနောက်တစ်ဖွဲ့တွေသူတို့ရှာတော့မယ်လောက်တော့မယ်သူတို့မှလည်းခြားဖွဲ့တွေရှိရဲဆိုပြီးပုပ်ပါတီတီမျိုးနဲ့မိသက်ကနောက်တနေရာတွေမှာသူတို့သွားရှာမယ်ဆိုထွက်သွားကြပြီအဲ့ဒါမှနောက်နေ့မနေ့လည်းအဲ့လိုပဲပစ္စည်းကိရိယာအစုံနဲ့မှရမယ်ဖြစ်မယ်ဆိုညီမဘာကိုးတွေရှာတယ်အကုန်လုံးကလည်းငှားပြီးအကုန်လုံးဒုက္ခရောက်နေဖြစ်တယ်ညီမဘာကိုးအဆက်သွယ်ရင်းနဲ့အကုန်လုံးရှာပြီးတော့မှညီမတို့ဒီကိရိယာနဲ့ပေါ့နော်အဲ့ကိရိယာနဲ့ဖောက်မှရမယ်ဆိုမိသက်ပုပ်ပါတီမျိုးနဲ့မိသက်နှစ်ယောက်ကိုညီမခေါ်တယ်ခေါ်ပြီးတော့မှအပေါက်ဖောက်မယ်လုပ်မယ်ပေါ့နော်အဲ့တော့အပေါက်ဖောက်မယ်လုပ်မယ်ဆိုတော့လေသူတို့စက်ကရိယာနေရလုံးဝအဆင်မပြေဘူး ပြောတယ်အဲ့ဒီမှာညီမကိုကဒီရန်ကုန်ကနေပြီးတော့မှညီမကျေပြူကဟိုကဲဆေးအဖွဲ့9ရောက်အဲ့ဒီ9ရောင်းနဲ့အဆက်အသွယ်ရပြီသူတို့ဒီကိုခေါ်လာတယ်သူတို့အကုန်စစ်ဆေးပြီးတယ်စစ်ဆေးပြီးလိုက်တဲ့ခါမှာဒီဟာကဆက်လက်ကနှစ်နှစ်ခုကိုဖောက်ရမှာဖြစ်တဲ့အတွက်ကဒီစက်ကရိယာပစ္စည်းစုံမှသာလဲသူတို့ကဒီ ဟောက်ဖောက်မှရမှာဖြစ်တဲ့အတွက်ကအဲ့တော့စစ်ပစ္စည်းအစုံနဲ့ရှိတဲ့ဟာပဲအမအကူကြီးတောင်းမှရမယ်အဲ့ဒါအကူကြီးတောင်းပေးပါဆိုတာနဲ့ကျမတတိရရောက်လာတယ်တခါတည်းပဲကျမကပစ္စည်းအစုံနေနဲ့လူနဲ့တခါတည်းရမယ်ဟာကိုဖောက်လို့ရမယ်ဟာပဲညီမစီကိုပို့ပေးပါဆိုညီမစောင့်နေလိုက်တာအဲ့ဒီ၅ရောက်အဖွဲနဲ့ညီမတခါတည်းပဲချက်ချင်းခုရန်ကုန်ရုံးချုပ်ကနေပြီးတော့မှမိသက်အဖွဲအယောက်55 90အဖွဲကြီးကရောက်ချလာခဲ့အဲ့ဒါသူတို့အသက်ရှင်မရှင်အရင်သူတို့စမ်းသပ်မဲ့အဖွဲစီခေါ်ပေးမယ်ဆိုပြီးတော့မှ ဒီနိုင်ငံသားကရောက်လာတဲ့တူတကီအပွဲထဲသူတို့စက်ပေးမယ်ဆိုသူတို့ခေါ်လိုက်တာခေါ်လိုက်တဲ့အခါမှာအဲ့ဒီရတယ်စပီညီမတို့ကအဆက်ဆက်နဲ့အကုန်လုံးစပြီးတော့မှကဲတင်ကြီးစလုပ်လိုက်တယ်၃နာရီရတယ်၁၂နာရီ၄၀ကျမှပဲညီမရဲ့ MNE ဌာနကမောင်နိုင်လင်းထွန်ညီမကဲထုံနိုင်လိုက်တယ်ကဲပြီးတော့မှညီမကစေယုံတင်လိုက်ပြီနောက်တစ်ယောက်ကထက်မှမှာထက်မှမှာလုံးဝအဲ့ဒီအချိန်လေးအတန်လေးမကြားရဘူးဘာတုံ့ပြန်မှုမှညီမတို့မရရှိဘူး ဒီနေ့မနက်9:40မှာပဲခလေးစီကပြန်တုံ့ပြန်ချက်ရရှိတယ်ပေါ့နော်ရတဲ့ခါမှာညီမတို့ပြန်ပြီးတော့မှစူးစမ်းတဲ့ခါမှာသူ့ area နဲ့အကုန်လုံးအခြေဆက်နဲ့အကုန်လုံးအခုချိန်ထိတော့ကေတင်တာတော့အခုတော့သူရသွားပြီအဆက်အသွယ်လည်းရပြီလမောင်းလည်းပဲသူစေးသွင်းပြီကျမကြီးလည်းကောင်းတယ်အားရောတာပဲရှိတယ်ပေါ့နော်ခလေးကြီးအောင်အဲ့တော့မကြခင်မှာပဲ ဒီထမမောင်ဆိုတဲ့ကလေးလေးအပြင်ကိုပြန်ထုတ်တော့မှပေါ့အဲ့တော့ကလေးနေရတော့ညီမရရှိတာဖြစ်တဲ့အတွက်ကညီမတော့အတိုင်းမသိညီမရဲ့တမုံဖြတ်နိုင်တဲ့ကြက်လက်လေးပေါ့နော်ပြီးတော့ဒီညီမတို့ကိုလာပြီးတော့ကဲတင်ပေးတဲ့တူရကီအဖွဲ့တွေကောဒီမြန်မာနိုင်ငံဆိုင်ရာမိသက်အဖွဲ့တွေကောနိုင်ငံတော်အကြီးအကဲတွေရောအကုန်လုံးညီမရဲ့တထည်ညီမရဲ့ပိုင်ရှင်ဆိုင်ရဆိုင်ရဌာနဆိုင်ရအကုံတို့ကိုညီမကကျေးဇူးအများကြီးတင်ပါတယ်လို့အကုံတို့ညီမပြောပါတယ်။ဟုတ်ပြီ။ဟုတ်။အာ yes yes

အခုတော့ညီလေးရတယ်တော်တော်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအယူမူဝမ်းလို့ဖြစ်တာပေါ့ဗျာအကုန်လုံးအားလုံးကျေးဇူးတင်ပါတယ်ပေါ့အလုံးကိုကယ်ဆယ်ပေးတဲ့အဖွဲ့ရောအားလုံးကိုပြည်နယ်ဝန်ဝတ်တူတူရောကျွန်တော်မြန်မာလူမျိုးရောအားလုံးစားပါလားတော့သွေးရည်စင်ကြလာပါဘူးကျွန်တော်ဒီနေ့ကဒီနေ့ကဟိုကလာဘယ်လိုလဲဆိုရင်ဟိုဝင်နေတာပေါ့ဗျာအားကြီးတော့စိတ်တော့တော့ဟိုပါပြီလားတကယ်လည်းဖြစ်ပေါ့လူသားမျိုးရောဝင်ရောတာလားဝင်လာတယ်ဒါပေမဲ့ဟိုဘယ်လိုလဲဟိုဝင်လာလို့ဆိုတော့အခြေအနေမပြောတာဟုတ်ကဲ့ ကျွန်တော်တို့ဒီဟိုတယ်ရဲ့နောက်ဖက်က dining room လေးမှာကျန်တယ်လို့ပြီးတာ dining room ကျန်တဲ့ခါကျ dining room ကလည်းအဆောက်အဦရှိဖို့15ပေတော့ယူသွားတဲ့ခါကျတော့ dining room နေရာကိုကျွန်တော်ခက်ခဲရှာတယ်ရှာပြီးတော့မှ dining room ရှိတဲ့နေရာကိုမှန်းပြီးတော့ကျွန်တော်ဒီအဆောက်အဦရဲ့ဒုတိယလောက်နေရာနေခေါက်ပါဒုတိယလောက်မှာတော့အိမ်နာတက်တဲ့ဖြစ်တယ်အိမ်နာနေဖောက်ချပြီးတော့မှအောက်ခန်းအောက်ခန်းဆက်လက်ကိုဖောက်ပါပြီးတော့နောက်ဆုံးအောက်ဆုံး dining room ကိုရောက်တဲ့ခါမှာတော့ဒါ dining room ကဘင်းဘင်းတစ်ခုကြာမှာဆိုပိတ်မိတယ်ပိတ်မိတော့သူကကျွန်တော်တို့ဖောက်တဲ့အပေါက်နဲ့သူနေဘင်း ကြောက်ထုတ်ခံနေရတာကြောင့်သူ့လက်လက်တစ်ဖက်ရအောင်ထုတ်ပြီးတော့မှာအခုကျွန်တော်တို့ပါလာတဲ့တူရကီပညာရှင်ဖွဲ့ရနေလို့မှာသူတို့တွန်းကျင်နေဆရာဝန်နေပါလာတာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီကျွန်တော်တို့ကျမ်းမိုင်ဝန်ကြီးဌာနဆရာဝန်ကြီးတွေပါပါပြီးတော့ကျွန်တော်တို့စီအာဇီစေးသွင်းလိုက်တော့စေးသွင်းပြီးတော့မှာအဲကြောက်ကြောက်ထုတ်နှုတ်ကြားတဲ့အမှာသူ့ကိုကျွန်တော်တို့

你说这么好，怎么